ချိန်ကာလအဖြစ်မတူညီကြပေမဲ့မိဘကြောင့်သုံးအမုံကျိတ်ဆက်နှလုံးတို့ဟာတူညီတဲ့တောင်ဝန်တစ်ခုထဲကိုထမ်းဆောင်ခဲ့ကြပါလေ။ပထမကျိတ်ဆက်တစ်လုံးကမူရဲ့ဈေးတွေကိုထည့်ကျိတ်နေတာဖြစ်ပြီးဒုတိယဆက်တစ်လုံးကတော့မြေပဲနဲ့ငယုတ်သီးကိုရောကျိတ်နေပါလေ။ထူးခြားချက်အနေနဲ့ဒုတိယကျိတ်ဆက်ထဲမှာလက်ထက်လက်စုပ်တကွင်းအပူပါရှိနေကြတာကိုတွေ့ကြမှာဖြစ်ပါလေ။အဲဒီကျိတ်ဆက်ပိုင်ရှင်တယောက်ဟာတရမအလောင်းတစ်ခုကိုအကြောင်းပြုပြီးစုံတွေ့လာတဲ့ခါမှာတော့အလွန်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတစ်ပုတ် ဖြစ်လာခဲ့ပါတော့ရည်လွန်ခဲ့သောနှစ်များစွာကမွန်ပိုင်းမြို့ကိုဘုံပေလို့ပဲခေါ်တွင်ခဲ့စဉ်အဲ့ဒီချိန်တုန်းကဒီဇလန်လေးအစာပြုတ်ခဲ့တာပါအဲဗာနှစ်ပေါင်းများစွာကြာပြီးမှဘုံပေမြို့ကသူ့မိခင်ရဲ့အိမ်ကြီးစီကိုပြန်ရောက်လာခဲ့ပြီးတိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီနေ့ကခရစ်စမတ်နေ့လည်းဖြစ်နေခဲ့ပါရည်သူ့မိခင်တည်ဆုံသွားပြီးတဲ့နောက်ပိုင်းဦးလေးဖြစ်သူကပဲဒီအိမ်ကြီးကိုစောင့်ရှောက်ပေးထားတာဖြစ်ပြီးတော့အဲဘက်ကသူမရှိတဲ့အချိန်မှာမိခင်ကိုစောင့်ရှောက်ပေးခဲ့တာအတွက်ဂျေဇူးတင်စကားဆိုပါလိမ့် အဲဒီနောက်မှာမိခင်အခန်းထဲကိုဝင်သွားခဲ့ပြီးမိခင်ကဂရင်ပေါ်မှာအလွမ်းပြေအိတ်ချလိုက်မိပါတယ်အတော်ကြတော့ဦးလေးကသူကိုယ်တိုင်လှုပ်ထားတဲ့ဝိုင်းတစ်လုံးလက်ဆောင်ပေးခဲ့ပြီးပင်စင်ယူပြီးကြတဲ့ကဝိုင်းလုံးနီးကိုဒေးစကြလေးလာခဲ့ကြောင်းကိုပြောပါတယ်ဦးလေးကသူ့အိမ်မှာညသာစားဖို့ဖိတ်ခဲ့ပေမဲ့အဲဘက်ကအပြင်ထွက်လေဖို့စိတ်ကူးရှိတာကြောင့်ညင်းလိုက်ပါတယ်တကယ်လို့သူသာဦးလေးအိမ်မှာညသာစားဖို့လိုက်သွားခဲ့ရင်နောက်ကျရင်ထောင်ထဲရောက်စရာအကြောင်းလုံးဝရှိလာမှာမဟုတ်ပါဘူးမိခင်ရဲ့ဓာတ်ပုံကိုရိုသေပြူပြီးနောက ဲဗန်မျိုးတဲထွက်လာခဲ့ပြီခရစ်မတ်ရဲ့ညလာကိုခန်းစားနေစမှာရဲနှစ်ယောက်ကိုတွေ့လိုက်ပြီးတော့အနာကလက်ဆောင်ပစ္စည်းရောင်းဆိုင်နဲ့ဝင်သွားခဲ့ပြီမဲ့ရဲတွေကလည်းအဲ့ဒီဆိုင်ထဲထိဝင်လာကြပါလိမ့်ရဲတွေပြန်ထွက်သွားတော့မှငှက်လောင်ရဲ့ရုပ်ကလေးဝေယူလိုက်ချိန်မှာဆန်ချင်ကသူ့ကိုမှတ်မိသွားပြီးဒူဘိုင်းမှာဘလို့နေခဲ့ရလဲလို့မေးတဲ့အခါစီကန်းတွေအများကြီးနဲ့နေခဲ့ရတယ်လို့ပြန်ဖြေလိုက်ပါလိမ့်လက်ဆောင်ပစ္စည်းဆိုင်ကထွက်လာပြီးနောက်ဘားတစ်ခုတည်းကိုဝင်သွားခဲ့ပြီး တချင်းညင်ညင်လေးနားထောင်ကအရက်ကိုစိန်ခမ်းတောင်းနေခဲ့ပါလေတချင်းတပုတ်ဆုံးတော့အဲဘက်အိမ်သာဝင်သွားချိန်မှာလူစိန်တယောက်ကဝုံဝုံယုံကြည်ရှိတဲ့ဇပွဲဝိုင်းကိုလက်ညှိုးထိုးပြပြီးသူ့ကို အကူအညီတစ်ခုတောင်းလာခဲ့ပါလေအဲ့ဒီဇပွဲမှာမိန်းကလေးတောင်းတဲ့ကလေးတောင်းထိုင်နေ bro အဲ့ဒါကျွန်တော်အရေးကြီးကိစ္စရှိလို့အရင်ပြန်သွားပြီဆိုတော့ ਨੇ ကျွန်တော်မဆောင်နဲ့လို့ပြောပေးပါနော် bro စကားဆုံးတော့ ਨੇ အဲ့ဒီလူစိန်ဟာရေးကြီးတုတ်ပြားနဲ့ထွက်သွားတာကိုမြင်လိုက်ရပါတယ်သူကအဲ့ဒီဇပွဲဝိုင်းစီကိုရှောက်သွားတော့ တာမီနှောက်ရှင်ရမြင်ရပြီးသူကနောက်တိုင်းဝှစ်ဆုံပြေးနဲ့နက်တိုင်းနီနဲ့လူတယောက်ကအရေးကြီးကိစ္စနဲ့ပြန်သွားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီမိန်းကလေးရဲ့မျက်နှာပေါ်မှာစိတ်ရှုပ်ထွေးသွားတဲ့ရေးရောင်တွေပေါ်လာပြီးမှစိတ်ပြန်ထိန်လိုက်ကအဲဘက်ကိုကျေးဇူးတင်စကားပြောပါလိမ့်အဲဘက်ကလည်းအဲ့ဒီတာမီကိုစိတ်ဝင်စားမိကကလန်းလန်းကဝိုင်းတစ်ခုမှထိုင်နေခဲ့ပြီးကလေးကိုစက်ကူရုပ်လေးနဲ့ချော့မြူနေခဲ့ပါလိမ့်စားတော့ပြီးတဲ့အချိန်မှာတာမီနှစ်ယောက်တို့ပြန်ထွက်သွားကြတော့အဲဘက်လည်းရုပ်ရှင်ဘက်ကိုထွက်လာခဲ့ပြီး တိုက်ဆိုင်သွားတယ်ပဲရုပ်ရှင်ုံထဲမှာသူတို့သားမိနဲ့ပြန်ဆောင်ကြပါလိမ့်။တမီးလေးကတန်းစင်ကန်းသွားခြင်းလေလို့ပြောလိုက်တော့မိန်းကလေးကအဲဘက်ကိုသူတို့ရဲ့ဝဝုံရုပ်လေးကိုကြည်ထားပေးပါလို့ပြောပြီးထွက်သွားခဲ့ပါလိမ့်။တန်းစင်ကန်းကပြန်လာချိန်မှာတော့အဲဘက်ကအယုတ်ကထွက်ပြေးဖို့လုံနေလို့မနေထိန်းထားရဲဆိုပြီးနောက်ပြောင်တော့ပြုံးစီစီဖြစ်ကုန်ပါလိမ့်။ကလေးကပေါက်ပေါက်စားခြင်းလို့ပူစားတော့မိန်းကလေးကဝယ်မကျွေးတာနဲ့အဲဘက်ကပဲပေါက်ပေါက်တထုပ်ဝယ်ကျွေးလိုက်ပြီးကလေးရဲ့နာမည်ကိုမေးကြည့်ပါလိမ့်။ မိန်းကလေးကကလေးရဲ့နာမည်ကအန်နီဖြစ်ပြီးစကားမပြောနိုင်ရှာဘူးလို့ပြောလိုက်တော့သူလည်းစိတ်မကောင်းဖြစ်မိသွားပါလိမ့်။ရုပ်ရှင်ပြီးချိန်မှာမိန်းကလေးတယောက်တည်းကလေးတစ်ဖက်ဝဝံယုံကြည်တစ်ဖက်နဲ့မနိုင်မနှင်းထွက်လာတာကိုမြင်တော့အဲဘက်ကသူတက္ကစီခေါ်ပေးမယ်လို့ပြောပေမဲ့မိန်းကလေးကသူ့အိမ်ကဒီနားမှာပဲလို့မလိုဘူးလို့ပြန်ပြီးတော့ပြောပါလိမ့်။အဲဘက်ကဒီတိုင်းကြည့်မနေနိုင်တာနဲ့ဝဝံယုံကိုကူတဲပေးပြီးအင်ကိုလိုက်ပို့ပေးမယ်လို့ပြောကအတူတူလမ်းလျှောက်ပြန်လာခဲ့ကြပါလိမ့်မိန်းကလေးက ခရစ်မတ်ကာလဆိုတော့ရှင့်မိသားစုအိမ်မှာစောင့်နေကြမှာပဲလို့ပြောလိုက်တော့အဲဘက်ကမိသားစုဆိုလို့အရင်နှစ်ကတော့အမေတယောက်ရှိပြီးဒီနှစ်မှာတော့အမေရဲ့အမတ်တယောက်တွေပဲကြံရင်တော်တယ်လို့ပြန်ပြောပါလေမိန်းကလေးကသူမိဘတွေလည်းငယ်စဉ်ကလေးကဆုံပါသွားခဲ့ကြတာကြောင့်ဘလို့ပုံစံရှီမှန်းတော့မမှတ်မိကြောင်းပြောပြပါလေသူမကအလောက်ကန်ကြောင်းကိုမေးတော့သူကဒူဘိုင်းကနေပြန်လာတဲ့ဘိသူကပညာရှင်တယောက်လို့ပြောခဲ့ပြီးမိန်းကလေးကသူကတော့မိသားစုတနိုင်တစ်ပိုင်းကိတ်မုံဆိုင်လေးဖွင့်ထားကြောင်းပြောပြလိုက်ပါလေ။ အတော်လေးလမ်းလျှောက်လာပြီးတော့အဲဘက်ကသမီးလေးကိုလက်လွဲယူလိုက်ပြီးသူမကိုဝက်ဝင်ရုပ်ကမ်းပြေးလိုက်ပါလိမ့်မိန်းကလေးကလူတွေအားလုံးကပျော်ရွှင်နေကြပေမဲ့သူမအတွက်ကတော့ခရစ်စမတ်ကအထိတ်ပဲမရှိသလိုဖြစ်နေကြောင်းခံစားချက်တွေစတင်ရင်ဖွင့်လာခဲ့တာပါသူမရဲ့ခင်မုန်းမိကဂျီရိုဖြစ်ပြီးခုချိန်လောက်ဆိုရင်တခြားမိန်းမတစ်ယောက်နဲ့တခြားမျိုးတစ်ခုမှပျော်ပါးနေလောက်ပြီလို့ပြောပါတယ်ဂျီရိုကသူမကိုဂယူမဆိုင်ပဲနေခြင်းသလိုနေတာကြောင့်ခရစ်စမတ်ညမှာသူမလည်းကောင်လေးတစ်ယောက်နဲ့ဒိတ်ခဲ့တာဖြစ်ပြီး အဲ့ဒီကောင်လေးက "तू မခလေးပါခေါ်လာလဲမြင်ရော"အိမ်သာကန်နဲ့ဝင်သွားပြီးအဲ့ဒီနောက်တော့အဲဘက်ကိုအကူညီတောင်းကာထွက်ပြေးသွားတာပဲလို့ပြန်ပြောပြလိုက်ပါလိမ့်။အိမ်ထဲကိုဝင်သွားတော့လှပတေးတဲ့ဧကန်းကိုမြင်လိုက်ရပြီးမိန်းကလေးကသူ့ကိုအရက်နဲ့ဧကန်းကဓာပြားသချင်းတန်အကျဲကြီးဖြွင့်ပေးလိုက်ပါလိမ့်။အဲ့ဒီနောက်အန်နီကိုအိယာထဲတွင်းလိုက်အောင်မယ်လို့ဆိုကာအဲဘက်ကိုတယောက်တည်းအရင်တောင်းနေစေပါလိမ့်။ခရစ်မတ်တစ်ပင်လေးကိုမြင်တော့သူလက်ဆောင်ပစ္စည်းဆိုင်ကဝယ်လာတဲ့ငှက်လောင်အိမ်ရုပ်လေးကို ချိန်ဆွဲထားလိုက်ပါတယ်။အေကန်ထဲမှာစက္ကူရော့တွေမြင်တော့အဲဘတ်တယောက်စက္ကူငန်းယုံလေးတွေထိုင်ခေါက်နေကြပြီ။မိန်းကလေးကတော့အန်နီရဲ့နားကိုဂွန်းစားနဲ့ဆိုးထားပေးပြီးတော့အမေရှင်းစာလေးတွေရှိသေးလို့သမီးရင်အိတ်တင်ဆိုပြီးချော့သိမ့်လိုက်ပါတယ်။အဲဒီနောက်မှာတစ်တာငယ်လေးတစ်လုံးဆွဲပြီးတော့အေကန်ထဲကိုဝင်သွားတော့ဆိုဖာပေါ်မှာသူမရဲ့ခင်မဂျီရိုရှိနေတာကိုပြင်ကြရပါတယ်။ဒါမဲ့သူမကဂျီရိုကိုရုပ်ရှင်အစမှာတွေ့ခဲ့ရတဲ့အချိန် အမုံကြိတ်ထားတဲ့မူရည်စင်းနဲ့အရက်တွေရော့တိုက်ထားလို့လှုပ်တောင်မလှုပ်နိုင်ပါဘူးလဲဆိုပြီးတော့တနတ်နဲ့အရက်ပလင်းတွေဇပွဲပေါ်မှာနေရာချလိုက်ကအပေါ်ထက်မှာဖြွင့်ထားတဲ့တချင်းတန်အမြင့်ဆုံးချိန်မှာဂျီရိုလက်ထဲတနတ်ကိုစုပ်ကင်စေကမယ်ရီခရစ်စမတ်ဆိုပြီးမောင်းဖြုတ်ချလိုက်ပါတော့လေအပေါ်ထက်ကအဲဘက်ကတော့အတန်ကြိမ်ဖြွင့်ထားတဲ့တချင်းတန်နဲ့ရောထွေးသွားတဲ့တနတ်တန်ကိုတရီမထားလိုက်မိပါဘူးနှလုံးတဲတဲကိုပြစ်ချလိုက်တာကြောင့် ဂျေရိုစက္ကန့်ပိုင်းတွင်အသက်ပျောက်သွားခဲ့ပြီးမိန်းကလေးအားစားတစောင်းကိုဂျေရိုရဲ့လက်နဲ့စုပ်ချေကာလွှတ်ပစ်ထားလိုက်ပါသည်ကိစ္စတွေအားလုံးပြီးတော့အဲဘက်စီကိုမိန်းကလေးကပြောင်းလာခဲ့ပြီးသူမဘာမှမဖြစ်သလိုဟန်နဲ့အရက်တူတောင်းနေခဲ့ပါသည်မြူးကြွားတဲ့တခြင်းတစ်ပုတ်ကိုပြောင်းဖွင့်လိုက်ပြီးသူမအစိတ်တွေလွတ်လပ်ပေါ်ပါသလိုပုံနဲ့စီးကြံ့ကြီးစွာကနေခဲ့ကာသူမကိုငေးကြည့်နေတဲ့အဲဘက်လဲခဏကြာတော့အထူးထူးဝင်ကပါတော့ရေမိန်းကလေးကအဲဘက်ကို လက်တက်လက်စုပ်ဖွဲ့ထားပြီးစင်ငယ်လုံးညာလားလို့မေးလိုက်တော့သူ့အိတ်ထဲကလက်စုပ်ကိုထုတ်ပြလိုက်ကသူစီမှာရမ်းချရတဲ့ရိုစီဆိုတဲ့ကောင်မလေးတယောက်ရှိခဲ့ဘူးကြောင်းပြောပြပါလိမ့်ရိုစီကလည်းအဲဘက်ကိုရမ်းချပေမဲ့ပြဒနာကတော့ရိုစီဆိုတာအဲဘက်အလုတ်လုတ်တဲ့တထေးရဲ့ဇနီးဖြစ်နေတာပါဒီနေ့မှယာအလုံးကိုကြောခိုင်းပြီးအဲဘက်နဲ့ရိုစီတို့ကိုဟာမြို့ကိုထွက်သွားခဲ့ကြပြီးတော့၃လလောက်ထိပြားရီစမ်းတဲ့နေရာတွေကိုပိုင်ဆိုင်ခဲ့ရပါလိမ့် ရိုစီယောက်ျားကကွာရှင်းစာချုပ်ပို့လာချိန်မှာတော့အေဗတ်တယောက်လက်ထက်လက်စွပ်ဝဲလာခဲ့ပေမယ့်အခန်းတော်ရိုစီကစာဆောင်ခြံထားခဲ့ပြီးသူ့ယောက်ျားစီကို ပြန်သွားခဲ့ကြောင်းသူ့ရဲ့ချစ်ဆက်လန်းကိုပြန်ပြောပြလိုက်ပါလေဒီလက်စွပ်ကိုတော့ရိုစီကိုမေ့နိုင်တဲ့နေ့ကျရင်စွန့်ပစ်မယ်လို့ပြောလိုက်တော့မိန်းကလေးကလက်စွပ်ကိုစွန့်ပစ်မှရိုစီကိုမေ့နိုင်လိမ့်မယ်ဒါမှမဟုတ်တနေ့ကျရင်ရိုစီပြန်လာဖို့မျှော်လင့်နေတာလားလို့မေးလိုက်ပါလေဒီခါမှာအေဗတ်က"သူပြန်မလာနိုင်တော့ပါဘူး"ဆုံးသွားတာ9နှစ်လောက်တောင်ရှိသွားပြီလို့ ြောလိုက်တာပါအဘယ်ဇလန်းဆုံးတော့မိန်းကလေးကရက်သွားငှဲ့ရင် သူ့အကြောင်းကို ပြန်ပြောပြပါလိမ့်သူမလွန်ခဲ့တဲ့9နှစ်လောက်ကဂျီရိုနဲ့တွေ့ခဲ့တာဖြစ်ပြီးသူမရီးစားကိုရုပ်ရှင်သွားကြည့်မယ်လို့လိန်ပြောကဂျီရိုနဲ့ခိုးတွေ့လိရှိပါလိမ့်နောက်ပိုင်းသူမရီးစားနဲ့ပြတ်သွားချိန်မှာဂျီရိုကလက်ထပ်ခွင့်တောင်းခဲ့ပြီးတော့အချိန်တို့တွင်းမှာပဲလက်ထပ်လိုက်ကြတာပါစာပိုင်းမှာအိမ်တော်ကြီးကတာခဲ့ပေမဲ့သူမတယောက်နဲ့ရုပ်ရှင်သွားကြည့်တဲ့နေ့မှာတော့ဂျီရိုကသူမတခြားတယောက်နဲ့သွားချင်းတွေ့တယ်လို့ ထင်သွားခဲ့ပါလိမ့်အဲဒီနောက်ပိုင်းကစလို့အချိန်ပြည့်တန်တရားထားနေခဲ့ပြီးဂျေရိုလည်းမူရည်ဆေးတွေလွန်ကျွန်းသုံးဆွဲကာနောက်ဆုံးမှာဆေယောကာတဲ့တယောက်လူတော်ဖြစ်သွားခဲ့ပါလိမ့်ရပောင်းများစွာအိမ်ပြန်လာရရှိလာချိန်မှာသူမနောက်ခံကလိုက်ကြည့်တော့တခြားမိန်းကလေးတယောက်နဲ့အတူတူရှိနေအောင်မြင်လိုက်ရတော့တာပါသူမကအဲဒီကိစ္စကိုဒေရိုးရင်ဆိုင်ဖြေရှင်းတော့ဂျေရိုကဒါတွေအားလုံးဖြစ်ရတာသူမအကြောင်းပဲဆိုပြီးအပြစ်ပြန်တင်ပါသေးတယ်သူမတို့ကပို့ဆိုးတာက ဂျီရိုကသမီးလေးအန်နီဟာသူနဲ့ရတဲ့ကလေးမဟုတ်ဘူးဆိုပြီးဆွဲဆွဲမဲမဲကြီးယုံကြည်နေတာဖြစ်ပါလေ။စကားဆုံးတော့မိန်းကလေးဟာဇပွဲပေါ်ကအဲဘတ်ခောက်ထားတဲ့စက်ကူငန်းကိုလေးတွေကိုတတိထားမိသွားပြီးဂျပန်ရိုးရာဒလီတစ်ခုရှိတယ်လို့ဆိုကအယုတ်တွေကိုမီးရှို့ဆူတောင်းလိုက်ပါလေ။အရင်နောက်မှာမိန်းကလေးဟာသူရဲ့စီစဉ်နံပါတ်1အတိုင်းအဲဘတ်နဲ့တူပြင်ထွက်ဖို့ပြင်ဆင်ခဲ့ပြီးအဲဘတ်ကဘယ်သွားမှာလဲလို့မေးတော့သူမကအချိန်ကြီးသွားမယ်အခုဝယ်ထားတဲ့အင်ဂျီကလွန်ခဲ့တဲ့9နှစ်အိမ်တော်မကြခင်ဝယ်ထားတာ အခုအဲ့ဒီချိန်ကိုပြန်သွားမယ်ဆိုပြီးပြောကစားစောင်းရေးထားခဲ့ပြီးအပြင်ထွက်လာခဲ့ကြပါလိမ့်။ဓလိကားရောက်တော့မိန်းကလေးကအခုနေဂျေရိုကတွေ့သွားရင်ရှင်ဘလို့ပြောမလဲလို့မေးတော့သူကမယ်ရီခရစ်စမတ်ပါလို့နှုတ်ဆက်ပြီးနာမည်ကိုမိတ်ဆက်လိုက်မယ်လို့ပြောပါလိမ့်။ဒီတော့မှသတိရပြီးတော့သူ့နာမည်ကိုမိတ်ဆက်ဖို့လှုပ်တော့မိန်းကလေးကဒီတိုင်းသစိမ့်လုံနေတာပဲကောင်းပါလေလို့ဆိုကနာမည်မပြောခိုင်းပါဘူး။ဒီလိုနဲ့ခင်မုန်းတဲ့ကိုလောလောလတ်လတ်ပြစ်တတ်ထားတဲ့မိမလာလေးနဲ့ဒီနေ့မှဘုံဘေမြို့ကိုရောက်လာတဲ့ယောက်ျားသားတယောက်တို့ဟာ ခရစ်စမတ်ညရဲ့အလှပတွေကိုအေးချမ်းချမ်းခံစားနေခဲ့ကြပါလိမ့်။အဲဘက်ကမိန်းကလေးရဲ့အင်ကြီးလိုပဲသူ့မှာလည်းအချိန်ခီးသွားတဲ့နေရာတစ်ခုရှိတယ်ဆိုပြီးတဏျာစီကိုခေါ်သွားခဲ့ပါလိမ့်။မျိုးပြင်တောဆန်းနာကိုခေါ်သွားတာဖြစ်ပြီးတော့မိနစ်ပိုင်းလောက်လမ်းလျှောက်ဝင်သွားတော့သေပင်တစ်ခုမှအဲဘက်ရေးထွင်းထားတဲ့စာလုံးတွေကိုမြင်လိုက်ရပါလိမ့်။နေရာနှံ့လိုက်လေပြီးတဲ့နောက်မှာအဲဘက်ရဲ့အိမ်သားကိုရောက်လာတာကြောင့်မိန်းကလေးကသူ့အိမ်ကိုဝင်လေခြင်းတယ်လို့ပြောလာခဲ့ပါလိမ့်။ ိန်နေရောက်တော့အဲဘက်ကသူးလေးပေးထားတဲ့ဝိုင်နဲ့ဧည့်ခံပြီးမိန်းကလေးကဝိုင်တောင်ရင်းနဲ့အဲဘက်ရဲ့မိဘဓာတ်ပုံတွေကိုလှည့်ပတ်ကြည့်နေခဲ့ပါလေအတော်ကြာလာတော့မိန်းကလေးကအန်နီကိုပြစ်ထားခဲ့တာကြားနေပြီလို့ပြောလာတာကြောင့်တက္ကစီနဲ့ပြန်လိုက်ဖို့ပေးလိုက်ပါလေမိန်းကလေးရဲ့အိမ်ရောက်တော့အဲဘက်ကအပေါ်မတက်တော့ဘဲလှည့်ပြန်မှုလုပ်ခဲ့ပြီးသူ့အတွက်အဲ့ဒီချိန်ထိဂျိုးစိုးကဝင်မလာသေးပါဘူးဒါမဲ့သူမကအပေါ်တက်ပြီးတော့တစ်ခွက်လောက်တောက်ဖို့ခေါ်လိုက်တော့လိုက်တက်သွားမိချိန်မှာတော့ န်ဆိုးမိုးမောင်ကြခဲ့ပြီပဲဖြစ်ပါလေ။ဓာလီကားထဲမှာမိန်းကလေးကသူမရဲ့မိကမာရီယာဖြစ်ကြောင်းပြောပြပြီးအနန်းတပွင့်ချွေပေးလိုက်ပါလေ။ဓာလီကားကထွက်လာတော့သူမရဲ့ခန္ဓာကားပွင့်နေအောင်မြင်လိုက်ရပြီးဂျီရိုပြောင်းနေပြီထင်တယ်ဆိုပြီးတော့အခန်းထဲကိုမြန်ဝင်သွားခဲ့ပါလေ။အခန်းထဲဝင်သွားတော့အေကန်ထဲမှာတနတ်ဒံယာနဲ့ပေဆုံးနေတဲ့ဂျီရိုကိုမြင်လိုက်ပြီးမာရီယာကအထိတ်တလန့်ဖြစ်သွားဟန်လှုပ်ပြလိုက်ပါလေ။အမန်တော့ဒီတစ်ခေါက်ပြန်လာမှာ မာရီယာကဒူရီယာဓာတ်ကိုခေါ်လာခဲ့တာဖြစ်ပြီးဂျေရိုသူ့ကိုယ်သူတတ်သိသွားတာကို မျက်မြင်တတ်သိရှိအောင်လို့ဖန်တီးထားတာဖြစ်ပါလိမ့်ပရမတ်ခေါက်အဲဘတ်ကိုခေါ်သွားတာကတတိယထပ်ဖြစ်ပြီးနှစ်ထပ်လုံးကိုတပုံစံနဲ့ဖြစ်အောင်သူမကတေးချပြင်ဆင်ထားတာပါအဲဘတ်ကအလောင်းကိုတေးချစစ်ဆေးတော့အသက်ပြောင်းနေပြီဖြစ်ပြီးမာရီယာကအန်နီကိုစိုးရင်ကြီးဟန်နဲ့အပြေးသွားကြည့်ပါလိမ့်သမီးလေးကအိမ်ခန်းထဲမှာနှိမ့်ချစွာအိပ်ပျော်နေခဲ့ပြီးတော့အဲဘတ်ကသူမကိုနှစ်သိမ့်ပေးကာ ဧကန်းတဲ့ကိုပြန်ခေါ်လာခဲ့ပါလေမာရီယာကရဲခေါ်လိုက်ရင်ကောင်းမယ်လို့ဆိုလိုက်တော့အဲဘက်ကလည်းရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့်ရဲစခန်းကဖုန်းမကိုင်းခင်မှာပြန်ချထားလိုက်ပါလေမာရီယာကဘာဖြစ်တာလဲလို့မေးလိုက်တော့အဲဘက်ကသူဒီညမှာရှိမနေသင့်ဘူးလို့ပြောလိုက်တာကြောင့်မာရီယာအံ့ဩသွားပါလေအမန်တော့အဲဘက်ကသူ့ချစ်သူရိုစီကိုကိုယ်တိုင်တတ်ခဲ့တာဖြစ်ပြီးလူသတ်မှုနဲ့ထောင်ကြကဒီနေ့မနက်ကပဲထောင်ကလွတ်လာတာဖြစ်ကြောင်းအမှန်တိုင်းပြောပြလိုက်ပါလေ။ ဒါကြောင့်လူသားမှုနဲ့ထောင်ထွက်လာတဲ့သူကအလောင်းတစ်ခုနဲ့တူတူရှိနေရင်ရဲတွေဘက်ကသူတို့နှစ်ယောက်ပူးပေါင်းကြံစီပြီးလူတက်တယ်လို့ထင်သွားနိုင်ပါလိမ့်။မာရီယာကလည်းဒီတော့မှထိတ်လန့်တကြားနဲ့အဲဘက်ကိုမောင်းထုတ်ပါတော့လေ။အဲဘက်ကဒီခန်းကိုသူရက်တောက်ခဲ့တဲ့ခန်းလိုပဲထင်မှတ်နေတာကြောင့်အရက်ပလင်းနဲ့အရက်ခွက်ပေါ်ကလက်ပွေရာတွေကိုတုပ်ပစ်လိုက်ပြီးခရစ်စမတ်တစ်ပင်မှာသူချိတ်ဆွဲလိုက်တဲ့အယုတ်လေးကိုပါပြန်ယူဖို့ရှာပေမဲ့မတွေ့ခဲ့ပါဘူး။မာရီယာကလည်းအတင်းမောင်းထုတ်နေတာကြောင့် သူဆက်မရှာတော့ဘဲနဲ့အခန်းထဲကအမြန်ထွက်သွားခဲ့ပါတော့ရီရုပ်ချင်းကလွန်ခဲ့တဲ့9နှစ်ကအဲဘန်နဲ့ရိုစီတို့အတူရှိနေတဲ့ချင်းကို ပြန်ပြခဲ့ပါတယ်အဲဒီကရိုစီကဘိုက်စားတယ်လို့ပြောတာနဲ့အဲဘန်ကတိုရှေမုံကို special လုပ်ကျွေးခဲ့ပြီးသူမကလည်းမြင်ရှိနေစားနေခဲ့တာပါအဲဘန်ကလောကကြီးမှာသူအကျွမ်းကျင်ဆုံးကတိုရှေလုပ်တာပဲလို့ပြောကာတခုပြီးတခုလုပ်ကျွေးနေပါတယ်ဒါမဲ့ပကံထဲမှာလက်စုပ်ထည့်ပေးလိုက်ပြီးလက်ထပ်ခွင့်တောင်းရမှာတော့ ရိုစီကအဲဘက်ကိုသူရမ်းချစ်ပေမဲ့လက်ထပ်ဖို့တော့မဖြစ်နိုင်ဘူးလို့ငင်းပယ်လိုက်ပါလိမ့်။အဲဒီနောက်တော့ဘာရီဖြစ်သွားလဲဆိုတာသူကိုယ်တိုင်တော့မသိနိုင်တော့ပဲ။အဲဘက်သတိပြောင်းဝင်လာချိန်မှာတော့ရိုစီကိုတတ်လိုက်မိပြီဖြစ်ပါလိမ့်။သူဘယ်ကောမှထွက်မပြေးခဲ့ပဲအမှန်တိုင်းဝင်ခံခဲ့ပြီးခုနှစ်နှစ်ကြာမှလူငယ်ချမ်းသာကွင်းနဲ့ထောင်ကပြန်ထွက်လာခဲ့တာဖြစ်ပါလိမ့်။အဲဘက်ကော်ဖီဝယ်တောက်နေချိန်မှာရဲရီလည်းရောက်လာပြီးတော့ကော်ဖီလာဝယ်တောက်ပါတယ်။အဲဒီချိန်မှာမာရီယာတယောက်အန်နီကိုလက်ဆွဲကထွက်လာတာတွေ့လိုက်ရပြီ ရဲဝန်ထမ်းကဒီချိန်ကြီးဘယ်သွားမလို့လဲလို့မေးလိုက်ပါလေမာရီယာကဖះเจ้าမှာပွဲတော်ရှိတယ်လို့ပြောလိုက်တော့ရဲကဒီချိန်တယောက်တည်းသွားတာအန်ရယ်ရှိတယ်ဆိုပြီးတက္ကစီငှားပေးပါလေမာရီယာကတော့အဲဘန်နဲ့ထပ်တွေ့ရတာကိုမကြင်မနက်ဖြစ်နေခဲ့ပြီးကားပေါ်ကိုမြန်တက်ကထွက်သွားခဲ့ရမှာအဲဘကလည်းမာရီယာအေးလူနဲ့ဖះเจ้าသွားနေတာကိုတန်တရားဝင်ပြီးတော့သူမနောက်ကိုလိုက်သွားခဲ့ပါလေဖះเจ้าမှာဂျေဇူးတော်တေးချင်းတွေတီးဆုံနေကြပြီးအတော်ကြာတော့မာရီယာရုတ်တရက်မူးလဲတာကြောင့် စိတ်ထားကောင်းမွန်ရတဲ့လူတစ်ယောက်ကသူ့မကိုအပြင်တွဲထုတ်သွားပါလိမ့်တကယ်တော့မာရီယာကသူ့အကြံနဲ့သူဟန်ဆောင်မူးလဲတာသာဖြစ်ပြီးဟိုလူကြီးအလက်မှာအဲဘက်ကိုကြိတ်ပြီးတော့မောင်းထုတ်ပါလိမ့်ခုနကလူကသူ့ကားကိုထုတ်ယူလာပြီးတော့မာရီယာကိုအိမ်ပြန်ပို့ဖို့လုပ်တော့အဲဘက်လည်းလိုက်သွားချင်တာနဲ့ကားဝင်မောင်းပေးလိုက်ပါလိမ့်ကားပေါ်မှာအဲလူကသူ့နာမည်ရော်နီဆိုပြီးတော့မိတ်ဆက်လိုက်ကသူမရဲ့အိမ်ကိုရောက်တော့မာရီယာကအိမ်ပေါ်တက်ပြီးတော့တခုခုတောက်ဖို့ဖိတ်ခေါ်လိုက်တော့ အဲ့ဘက်တောင်စဉ်းစားမရနိုင်အောင်ဖြစ်သွားခဲ့ရပါလိမ့်။အဲကန်းထဲမှာခင်မွေးရဲ့လောင်းရှိညာကိုဘာကြောင့်ဧည့်သည်ခေါ်ရတာလဲပေါ့။ရော်နီကတော့လက်ထက်လက်စုပ်ကိုချုပ်ဖွက်လိုက်ပြီးသူ့ကိုယ်သူလူပြိုကြီးလိုလိုဘာလိုလိုနဲ့မာရီယာကိုကျူဖို့ကြံစီနေပါပြီ။အခန်းထဲဝင်သွားတော့ထင်သားသလိုမျိုးအလောင်းကြီးကရှိမနေတော့တာကြောင့်အဲ့ဘက်တောင်အကြီးကျယ်အံ့ဩသွားခဲ့ရပါလိမ့်။မာရီယာကသူ့ကိုအဲခံခဲ့တယ်လို့ပဲရော်နီကိုလည်းအရက်တိုက်ခဲ့ပြီးဓပြားသင်းကိုအကျယ်ကြီးဖွင့်ပေးခဲ့ကာ အန်ရီကိုချော့သိမ့်အောင်မဲဆိုပြီးတော့သူတို့ကိုထားခဲ့ပြန်ပါလိမ့်ရော်နီကသူ့ကိုအရက်တစ်ခွက်လှမ်းပြီးတော့အဲဘက်ကလက်ပွေရမကြအောင်ပဝါကိုတုံးခဲ့ပြီးရော်နီကဘာလုပ်တာလဲလို့မေးလိုက်တော့ဒီအိမ်ရဲ့ထုံးစံတစ်ခုပါလို့ပြန်ပြီးတော့ဖြေးလိုက်ပါလိမ့်ရော်နီကခရစ်စမတ်တစ်ပင်ကိုလှည့်ပတ်ကြည့်နေငှက်လောင်အိမ်လေးလှတယ်လို့ပြောတော့မှအဲဘက်လည်းသူ့လောင်အိမ်ကိုပြန်တွေ့သွားပါလိမ့်ရော်နီကတော့မာရီယာဟာယောက်ျားနဲ့ကွာရှင်းတာမဟုတ်ရင်သူ့ယောက်ျားကတည်သွားတာပဲဖြစ်ရမယ်ဒါကြောင့်သူမတရားကိုလိုအပ်နေပြီ ငါတို့စူးစမ်းကြည့်ရင်ခွင့်ရနိုင်တယ်လို့ပြောပါလေ။အဲဘက်ကတော့ဒီချိန်မှာပျောက်နေတဲ့အလောင်းနဲ့မာရီယာဘာရီကြံစီနေတာလဲဆိုတော့ကိုပဲစိတ်ဝင်စားနေမိပါလေ။မာရီယာပြန်ထွက်လာပြီးသူမရဲ့နာယီဖះเจ้าမှာကြပြောက်ခဲ့တယ်ဆိုတာပြောလိုက်တာနဲ့ရော်နီလည်းအမြန်သွားချရင်ပြန်ရနိုင်ပါသေးတယ်။ဒလက်ဆာရဲ့အဲဘက်ကိုပါအိမ်ပြန်ပို့ပေးလိုက်ကြမယ်လို့ပြောလိုက်ပါလေ။မာရီယာကလည်းခင်မုန်းပြန်လာရင်လိုက်ရှာနေမှာစိုးလို့ဆိုလိုက်ကစားတောင်ရေးထားကအပြင်ကိုထွက်လာခဲ့ကြပြန်ပြီး အရင်ဆုံး airbag ကိုအိမ်ပြန်ပို့ပေးလိုက်ပါလိမ့်ဒါပေမဲ့ airbag ကကားထွက်သွားတာနဲ့မာရီယာအိမ်ကိုပြန်သွားခဲ့ပြီးဒိုင်နောက်ဘက်ကကြောင်းလင်းလေကားကနေတက်သွားရမှာတော့မခတ်ထားပဲနဲ့အပြင်ဘက်ကနေဂလန်ထိုးထားတဲ့တကားကိုမြင်လိုက်ရပါလိမ့်အထဲကိုဝင်ကြည့်လိုက်တော့မာရီယာရဲ့အိမ်ပဲဖြစ်နေခဲ့ပြီးအဲကန်းတဲ့ကိုသွားချောင်းကြည့်တော့ဆိုဖာပေါ်မှာတိမ်ဆုံနေတဲ့ဂျီရိုးကဒီတိုင်းရှိနေတာပါ airbag ကလည်းတန်တော့ဖြစ်သွားခဲ့ပြီးဒီချင်အောင်များဆောင်ရလားဆိုပြီးတော့စမ်းသပ်တဲ့အနေနဲ့ရုတ်တရက်អော်ပြီးတော့လှမ်းကြည့်ခဲ့ပေမဲ့ ဂျီရိုကတော့တကယ်သိနေတာပါအန်နီရဲ့အိတ်ခန်းကိုသွားကြည့်တော့သမီးလေးကိုအိတ်ရထဲမှာမတွေ့ရတာကြောင့်လှဲ့ပတ်ရှားနေစင်းမှာထိုင်ကုန်အောင်မှာကြောက်ပြီးတော့ငိုနေတဲ့ကလေးကိုတွေ့လိုက်ရပါလေအဲဘက်ကလည်းစန်တာလာပြီးဘာမှမကြောက်နဲ့တော့ဆိုပြီးတော့ကလေးကိုချော့ကာအငိုတိတ်အောင်ပုံမြင်ပြောပြနေခဲ့ပါလေဒိမင်ကြာခင်မှာမာရီယာပြန်အောင်လာခဲ့ပြီးရော်နီကိုအလောင်းရှိတဲ့အထက်ကိုခေါ်လာကထိတ်လန့်တဲ့ဟန်မူယာတွေပြန်လှုပ်ပြပြန်ပါလေသူမအန်နီကိုလာကြည့်ချိန်မှာတော့ အဲဘက်ကတနေရာမှာသွားပုံနေခဲ့ပြီရော်နီကလည်းရဲစခန်းကို ဖုန်းဆက်လိုက်ပါပြီဒါပေမဲ့မာရီယာကအန်နီအနားကငန်းရုပ်လေးကိုသတိထားမိသွားပြီးတော့ကောက်ကင်ကြည့်လိုက်တော့အန်နီကတစ်ဖက်ခန်းကိုညှို့ပြလိုက်ပါလေမာရီယာကအဲ့ဒီခန်းထဲကိုဝင်သွားကြည့်တော့ပုံနေတဲ့အဲဘက်ကိုတွေးလိုက်ရပြီအတင်းမောင်းထုတ်ပြရပြန်ပါလေအဲဘက်အပြင်ထွက်လာပြီအနောက်ဘက်ကကြောင်လင်းလေကားတိုင်းဆင်းလာနေစင်ပါပဲရဲကားတွေရောက်လာတာကြောင့်အပေါ်ကိုပြန်တက်ပြေးရပါတော့လေ ဒူရတက်ကိုရောက်တော့တကားတစ်ချက်ပွင့်နေတာတွေ့တာနဲ့အထဲကိုဝင်သွားခဲ့ပြီအဲကန်းကိုလှမ်းပစ်လိုက်တဲ့အခါမှာတော့အဲဘတ်တယောက်မာရီယာရဲ့လက်ကွက်တွေကိုနားလေသွားခဲ့ပါတော့လေအပေါ်ထက်မှာတော့မာရီယာတယောက်ရော်နီရှေ့မှာငိုပြနေကရော်နီကလည်းမျိုးမျိုးနှစ်သိမ့်အားပေးနေပါလေရဲတွေရောက်လာပြီးတော့အလောင်းကိုစစ်ချက်ယူကဒဲလွန်စားတွေအကုန်တင်လိုက်ပြီးတဲ့နောက်မှာရော်နီကိုစစ်ဆေးမေးမြန်းပါတော့လေအရင်ဆုံးမေးတာကရော်နီအိမ်အောင်ရှိသလားဆိုတာဖြစ်ပြီး ။ရော်နီလည်းရဲတွေမေးတာမို့လို့မလင်းရဲတော့ပဲမာရီယာရှေ့မှာပဲအိမ်အောင်ရှိကြောင်ပြောလိုက်ရပါလိမ့်။မာရီယာကိုရဲတွေကလူတန်းမှုလို့ထင်လားလို့မေးပေမဲ့"ဒီမကတော့မပြောတတ်ပါဘူးလို့ပဲဖြေလိုက်ပြီး"ရဲမေကအထက်ဘက်ကိုဝင်ဖို့လှုပ်တော့"ဒီမကခလေးအိမ်နေတယ်လို့ပြောပေမဲ့ရဲမေကခလေးကိုမေးစရာရှိတယ်လို့အတန်ခတ်မှာပါနဲ့ပြောလိုက်တာနဲ့မာရီယာလည်းလှုပ်ပေးလိုက်ပါလိမ့်။ဂျေဂျီတယောက်ကမာရီယာကိုဆက်လက်ဆက်ဆေးနေခဲ့ပြီ။သူမကဂျေရိုဟာမူရဲ့ဇေဝါဆွဲနေကြောင်းနဲ့ မကြာခဏသတိလွတ်တက်တယ်ဆိုပြီးတော့လဲထွက်ဆိုလိုက်တာပါရဲရီလောင်းကိုတဲထုပ်သွားချိန်မှာလဲမာရီယာကရှိုက်ကြီးတငယ်နဲ့ငိုပြနေခဲ့ပြီရော်နီတယောက်သူမကိုကြည့်ကအတော်လေးတနာနေပါလေအိမ်ခန်းထဲမှာရဲမေကအန်ဒီကိုမေးခွန်းများစွာမေးနေခဲ့ပြီမာရီယာရောက်လာတော့မှခလေးကစကားမပြောနိုင်ကြောင်းတီးသွားခဲ့ပါတော့လေရဲကြီးကတော့ခလေးရဲ့ရှားပေါ်ကိုနေ့စဉ်ပြားရင်20တင်ပေးရင်မကြခင်စကားပြောနိုင်လာလိမ့်မယ်ဆိုပြီးတော့ဈေးမီတို့လေးပေးကပြန်ထွက်သွားကြပါလေ။ ရဲမေကတော့ဘာသက်သေမှမတွေ့ရပါမိမဲ့မာရီယာကယောက်ျားပေါ်ဖောက်ပြန်ခြင်းကြောင့်အိမ်တွင်ပြဿနာတွေဖြစ်ကြပြီးတော့သူမကလင်ယောက်ျားကိုကိုယ်တိုင်တပ်ပစ်ကာကိုကိုကိုတပ်သေးတဲ့ပုံစံမျိုးဖန်တီးထားတာဖြစ်ရမယ်ဆိုပြီးကောက်ချက်ဆွဲပါလေဒါမဲ့ရဲကြီးကဒါလောက်ရှာကြီးနေငုံနေတဲ့မိမတယောက်ဟာဘယ်နည်းနဲ့မှသူ့ခင်မုန်းကိုတတ်တဲ့သူမဖြစ်နိုင်ဘူးသူမတကယ်ဝမ်းနေနေရာကိုခံစားလို့ရတယ်လို့ပြောလိုက်ပါလေအဲဒီချိန်ရော်နီတယောက်သူ့ပတ်စံကြီးပြောက်လို့ဆိုပြီးတော့အဲကန်းတဲ့ကခုံတွေကိုဟိုရွှေ့ဒီရွှေ့လုံနေတာကြောင့် ရဲတွေကမှုကင်းတပ်တွေပြောက်ကုန်မယ်ဆိုပြီးမောင်းထုတ်ပစ်လိုက်ရပါတယ်။အရင်နောက်တော့အမှုဖြစ်တဲ့အခန်းကိုတော့ခန့်ပြီးစီးတစိမ့်နဲ့တေချာပိတ်ထားလိုက်ပါတော့တယ်။ရဲကြီးကဒီတိုက်ကတခြားမိသားစုတွေဘယ်သွားကုန်ကြတာလဲလို့မေးတော့မာရီယာကခရစ်မတ်ရက်မဟုတ်လို့အားလုံးကအလေဘက်ကြီးထွက်သွားကြကြောင်းနဲ့သူမကတော့ကိမ့်မုံဆိုင်ဖွင့်ထားတာကြောင့်ခီးဝေးမထွက်ဖြစ်ဘူးလို့ပြောပြပါတယ်။ဒါနဲ့ရဲကြီးကလည်းသူ့ရဲ့ကိမ့်မုံဆိုင်ကိုလိုက်ကြည့်ခဲ့ပြီးဘာတန်တရားဖြစ်เสียမှမတွေ့ရတာနဲ့မိုးတစ်ခုကောက်စားပြီးတော့ပြန်သွားခဲ့ကြပါတော့တယ်။ ရဲတွေပြန်သွားပြီးတဲ့နောက်မှာတော့မာရီယာတယောက်လွှာဆက်ကြီးနဲ့ဓာမီးတစ်ခုကိုကင်ဆွဲလာပြီးတတိယအထက်ကအခန်းကိုတက်သွားပါတော့တယ်အခန်းထဲရောက်တာနဲ့ပုံစံလူပြင်ဆင်ထားတဲ့ပရိဘောကအားလုံးကိုလွှာဆက်နဲ့ဖြတ်ပြင့်နေတဲ့အချိန်မှာပဲအဲဘတ်ကြီးပေါ်ထွက်လာပြီးဝီစကီတစ်ခါလောက်တိုက်ပါအောင်လားဆိုပြီးတော့ရည်သက်သက်ပြောတော့မာရီယာလည်းလွှာဆက်ကြီးနဲ့ဝင်ပိုင်ပါတော့တယ်အဲဘကသူမကိုအနောက်ကတိုင်းချုပ်ထားလိုက်ပြီးစွဲရန်ပြစ်လိုက်ရမှာလွှာဆက်ကလွတ်ကျသွားခဲ့ပါလေဒီတော့မှသူမကိုလွတ်ပြီးတော့ ဂျေရိုးရဲ့လောင်းကိုဒူးရတတ်မှထားပြီးတော့တတရအထက်ကပုံစံဥခန်းနဲ့မင်းကမျက်လှည့်ပြလိုက်တာပဲ။ဒါမဲ့ငါရဲ့ငှက်လောင်ရုပ်လေးကဒီမှာရှိနေတယ်ဆိုပြီးခရစ်စမတ်သစ်ပေမှာသူချိန်ဆွဲထားတဲ့ရုပ်လေးကိုပြလိုက်ပါလေ။မာရီယာကရှင်ရဲ့စက်ကူငန်းရုပ်တွေကျွန်မအကုန်ရှင်းပြပြီ။ဒါမဲ့ကန်ဆိုးကျင်တော့လောင်ရင်ထဲကငှက်ကလွတ်သွားတာပဲ။ရှင်ပါလို့ကျွန်တော်ဒီခန်းကိုရောက်နေရတာလေဆိုပြီးတော့မေးပါလေ။ဒါမဲ့အဲဘက်ကလူသားမှုကျူးလွန်ခဲ့ပေမဲ့မင်းမှာခိုင်လုံတဲ့အကြောင်းတရားတွေရှိပါလိမ့်မယ်။ ဘာဖြစ်ဖြစ်ငါလူတက်မှုနဲ့ထောင်ထွက်လာတယ်မင်းရဲ့စီနီယာပဲမင်းဘယ်လိုလုပ်ခဲ့လဲဆိုတာနဲ့ဘာ ड़ी ဆက်လုပ်မလဲဆိုတာငါ့ကိုပြောပြရင်ငါလည်းတတ်နိုင်တဲ့ဘက်ကကူညီမယ်ဆိုပြီးတော့ပြန်ပြောခဲ့တာပါဒီခါမှာမာရီယာကဂျေရိုကိုမူးရဲ့ဆေးတွေနဲ့အရက်နဲ့ရောတိုက်ခဲ့ပြီးအဲဘက်ကိုအပေါ်တန်းမှာတချင်းဖွင့်ပြီးတော့ထားခဲ့ခြင်းမှာတတ်ပစ်ခဲ့ကြောင်းတွေအလုံးစုံပြောပြလိုက်ပါတယ်အဲဘက်ကဒါဆိုရင်အခုဘာဆက်လုပ်ရမလဲလို့မေးတော့မာရီယာကအခုအခန်းထူးကိုလက်ဆဖြောက်ပြီးကိမ့်မုံဖုတ်တဲ့မီးဘိုတဲကိုပြစ်ထည့်လိုက်ရင်ကိစ္စပြတ်ပြီဗောလို့ပြောလိုက်ပြီးတော့ သူတို့နှစ်ယောက်သားအခန်းတစ်ခုလုံးကိုဝိုင်းပြီးတော့ဖျက်ဆီးကြပါတော့ရီအဲဘက်ကခရစ်စမတ်တစ်ပင်ကသူ့ရဲ့ငှက်လောင်အရုပ်ကိုဖြုတ်လိုက်ပြီးမာရီယာလည်းခန်းထဲကပရီဘောကပစ္စည်းတွေကိုပစိန်တလက်နဲ့ခုတ်ပိုင်းနေပါပြီအဲဘက်ဆိုဖာကုန်တစ်ခုကိုဆွဲထုတ်လိုက်ချိန်မှာတော့ရော်နီပျောက်သွားတယ်ဆိုရယ်ပတ်ဆိုင်အိတ်ထွက်လာပါတော့ရီတကောင်သားရော်နီကပတ်ဆိုင်ကိုတတိယအထက်မှာပျောက်ခဲ့ပြီးဒုတိယအထက်မှာရှာနေခဲ့တာပါမာရီယာကပတ်ဆိုင်အိတ်ကိုပါမီးရှို့ပြဖို့လုပ်ပေမဲ့အဲဘက်ကမိသားစုဓာတ်ပုံကိုကြည့်ကမီးမရှို့ပြရဖဲ့ ဖះเจ้ามาตั้วไปท้าไล่มั้ยဆိုတာတင်อยู่ไล่ပါတယ်သူရဲ့ငှက်လောင်ရဲ့ရုံးနဲ့ရော်နီရဲ့ပတ်ဆိုင်အိတ်တူဟာထောင်နှခန်းဝါတွေဖြစ်ចောင်းကိုတော့အဲဘတ်တယောက်မသိနိုင်ရှာခဲ့ပါဘူးမာရီယာတေးတာစိတ်ဆက်သွားပြင်ဆင်ထားခဲ့တဲ့နိုင်ငံကဓာတ်ပုံတွေနဲ့ခရစ်စမတ်သစ်ပင်တွေပြီးတော့စောင်းစင်ကြီးတွေကိုအားလုံးတစ်ခုမကြာခုတ်ထစ်ဖြတ်တောက်ပစ်လိုက်ကြပါတယ်ခြေဆရာကောင်းတဲ့ဝဝုံယုတ်ကြီးလဲအခုတော့တရားသဘောရမိစာဖြစ်ရတော့မှာပါမာရီယာကဒေါသလေးယောက်လူတက်မှုရင်ဘယ်လိုခံစားမလဲဆိုတာမသိပေမဲ့ ဂျေရိုကိုတပ်ဖို့တော့အချိန်တွေအများကြီးကြိုးတင်ပြင်ဆင်ထားခဲ့ရတာကြောင့်တပ်ပြီးတဲ့အချိန်မှာပေါ်ပါသွားသလိုခံစားအကြောင်းကိုပြောလိုက်ပါလိမ့်။အဲဘက်ကသူကတော့ရိုစီကိုဒေါသစိတ်နဲ့တတ်မိခဲ့တာဖြစ်ပြီးနှစ်တွေကြာလိုက်အထိငါဘာကြောင့်တတ်လိုက်မိတာလဲဆိုတဲ့တွင်းနဲ့အမြဲတမ်းနာကျင်နေရတယ်လို့ပြောပြလိုက်ပါလိမ့်။မာရီယာတယောက်နိုင်ငံကဝေါ်ပေပါရီဆွဲခွာနေချိန်မှာအဲဘက်ကငါတို့ကိုကြည့်နေတဲ့သူတွေရှိတယ်လို့ပြောတော့သူမအလံတကြားဖြစ်သွားပေမဲ့သူကရွှေငါးနှစ်ကောင်ကိုလက်ညှိုးထိုးပြလိုက်တာပါ။ အဲဒီနောက်ဖြက်စည်းသားတွေပစ္စည်းတွေအားလုံးကိုအောက်ထပ်ကကိတ်မုံဖုတ်တဲ့မိဘတွေကိုထိုးသွင်းပြီးအစဖြောက်ပစ်လိုက်ကြပါတော့တယ်။မာရီယာကဒါတွေအားလုံးကိုသမီးလေးတို့ကလှုပ်ခဲရကြောင်းနဲ့တကယ်လို့များအမှုကိုမဖုံးနိုင်ပဲသူမထောင်ထဲရောက်သွားခဲ့ရင်တော့သမီးလေးတယောက်တည်းဒုက္ခရောက်တော့မှာပဲဆိုပြီးစိုးရင်စိတ်တွေဝင်လာပြီးငုံမိပါတော့တယ်။အဲဒီခါမှာအဲဘက်ကတခါလီမှာစရိခံရတာထက်အကြမ်းဖက်လိုက်တာကပိုကောင်းပါတယ်။ဒါကိုဘုရားသခင်လည်းနားလည်ပြီးကူညီပေးမှာပါဆိုပြီးနှစ်သိမ့်ပေးပါတယ်။ နောက်ဆုံးကြံရှိတဲ့ဝက်ဝံရုပ်ကိုမိဖို့တဲ့ထိုးထည့်လိုက်ပြီးတဲ့နောက်မှာမာရီယာကပေါ်ပြန်တက်သွားပြီးအလာမွေးငါးကန်ကိုခွဲပစ်လိုက်ပါလိမ့်အဲဘအိမ်သာဝင်ချိန်မှာအတန်တစ်ခုကြားလို့ရှာကြည့်လိုက်တော့ရွှေငါးလေးနှကောင်ရေကန်ထဲမှာထည့်ထားတာမြင်လိုက်ရပါလိမ့်လေအောင်ချောက်ကိုတနက်နဲ့ကိုတိုင်းပြစ်တက်ခဲ့တဲ့မာရီယာဟာရွှေငါးလေးနှကောင်ကိုတော့အကြောင်းမဲ့မတက်ပြစ်ရက်ရှာပါဘူးအားလုံးပြီးစီးသွားတော့အဲဘဟာသူ့ရဲ့ငှက်လောင်ရုပ်လေးကိုခြားထားခဲ့ပြီးသမီးလေးနိုးလာရင်စန်တာပေးတယ်လို့ပြောလိုက်ပါလို့ပြောကား ပြန်ထွက်လာခဲ့တဲ့ချိန်မှာတော့အပြင်မှာမိုးလင်းနေပါပြီရဲစခန်းမှာရဲမေကမနှက်စာစားရင်းနဲ့ရဲသားကိုပုံမြင်တဲ့ပုတ်ပြောပြနေပါတယ်တခါတော့ကတောနယ်ကြီးတစ်ခုထဲမှာလူသားစားကြားကြီးတစ်ကောင်ရန်ကိုတောင်းကျမ်းနေခဲ့ပါတယ်ပထမဆုံးအဲ့ဒီတောကြီးထဲကိုစကော့တလန်ရဲတပ်ဖွဲ့ကရောက်လာပြီးတော့ထောင်ထောင်မျိုးစုံနဲ့ဖမ်းဆီးဖို့လုပ်ပေမဲ့ပါနတ်လိမ်ပါတဲ့ကြားကြီးကိုဖမ်းမမိနိုင်ခဲ့ပါဘူးအဲနောက်တရုတ်နိုင်ငံရဲတပ်ဖွဲ့ရောက်လာပြီး လူအင်အားပြည်စုံတဲ့တော်ကြီးတဲကိုဘီးစိမ်းနဲ့တိုက်ချသလိုဝင်ရောက်စီးနှင်ခဲ့ပေမဲ့ကြားကိုဖမ်းမမိပြန်ပါဘူး။နောက်ဆုံးမှာအိန္ဒိယရဲတပ်ဖွဲ့ရောက်လာတော့ကြားကြီးကိုတနားရီတွင်းမှာပဲဖမ်းပြီးသွားခဲ့ပြီလို့ကြေညာလိုက်ပါတော့တယ်။လူတွေများစွာလဲစူဝေးရောက်ရှိလာပြီးတော့အိန္ဒိယရဲတွေဖမ်းထားတဲ့ကြားကြီးကိုကြီးကိုစောင့်နေချိန်မှာရဲတပ်ဖွဲ့ကကလကာကိုဖြွင့်ပြလိုက်တော့အထဲမှာတွေ့လိုက်ကြတာကဝက်ဝန်ကြီးတကောင်ပဲဖြစ်ပါလိမ့်။ဒါပေမဲ့ရဲတွေကဒုတ်ပိုင်းကြီးကြီးတစ်ချောင်းနဲ့ဝက်ဝန်ကြီးကိုအသေးစော်တဲ့ခါမှာတော့ဝက်ဝန်ကြီးလည်းမခံနိုင်တော့ပဲ ျွန်တော်ကလူသားသားကြားကြီးတကောင်ပါဗျာလို့ထုတ်ပြောလိုက်ရတယ်ဆိုပြီးသူ့ရဲ့ပုံမြင်ကိုအဆုံးသတ်လိုက်ပါလေဆိုလိုတဲ့အထိပယ်ကတော့မနီညာကလူသားမှုနဲ့ပတ်သက်ပြီး မာရီယာကိုအသေးနှိပ်ဆက်ပြီးတော့ဝန်ခံခိုင်းမဲ့သဘောပါပဲအဲဒီအချိန်မှာရဲသားတယောက်ကအလောင်းကိုစစ်ဆေးရမှာ ကိုကိုကိုတတ်သိထားတာဖြစ်ကြောင်းတွေးရှိရတယ်လို့အစီရင်ခံလာပါလေဒါပေမဲ့အလောင်းကြီးကရပ်ပလင်းကိုတော့တက်ခွဲကမ်းမှာစစ်ဆေးနေတဲ့ဖြစ်ပြီးအပြေမထွက်သေးတဲ့အကြောင်းကိုပြောပါလေအရင်နောက်တော့ရဲပီသားလွန်းစွာ ကောက်ကျစ်တဲ့မျက်နှာထားနဲ့ရဲမေအဖွားကြီးဟာအဲဘက်ကိုသွားခေါ်ခိုင်းလိုက်ပါလေအဲဘက်ခဏလေးအိပ်ပြီးတော့နိုးလာတော့ရဲနှာခေါင်ရောက်နေပြီးစကန်းကိုလိုက်ခဲဖို့လာခေါ်တာတွေးလိုက်ရပါလေသူရဲစကန်းကိုရောက်တော့ရော်နီရဲ့ဇနီးလဲဆေးဆေးခံရတာကိုတွေးလိုက်ရပြီးသူကတော့ရဲတယောက်က ခေါ်သွားခဲ့ကမရင်းညာကဗမာရှိနေခဲ့တယ်ဆိုတာကိုဆေးဆေးမေးမြန်းနေတာပါအဲ့ဒီချိန်မှာပဲမာရီယာတယောက်အန်နီကိုလက်ဆွဲကရောက်လာခဲ့ပြီးတော့သမီးလေးလက်ထဲမှာအဲဘက်ပေးတဲ့ငှက်လောင်ရုပ်ကလေးကိုကင်လာခဲ့ပါလေ ရဲမေကစစ်ဆေးချက်တွေရကိုကိုကိုတတ်သိမှုသာဖြစ်ပေမဲ့လုံထုံလုံနီးကစစ်ဆေးဖို့တော့လိုအပ်သေးတယ်ဆိုပြီးမာရီယာကိုအဖြစ်ပြက်အားလုံးကိုအသေးစိတ်ပြောပြခိုင်းပါလေမာရီယာကမနေ့ကသူ့ဖျားเจ้าမှာမူလဲပြီးရော်နီယာခန်းကိုလိုက်ပို့တဲ့နေရာကအစချီပြီးတော့ပြောပြခဲ့ပေမဲ့အဲ့ဘက်เจ้าကတော့ထိန်ချန်ထားခဲ့တာကြောင့်ရဲတွေတန်လျောက်ဝင်းမိသွားပါလေဒါပေမဲ့ဒီချိန်မှာပဲဇပွဲပေါ်မှာအဲ့ဘက်ခောက်ထားတဲ့ငန်းအောင်လေးကိုတွေးမိသွားတာကြောင့်အရေးကြီးတဲ့အချက်တစ်ခုမေ့သွားတယ်ဆိုပြီးဖျားเจ้าကအပြန်မှာအဲ့ဘက်လားဒဲဘက်လားမသိတဲ့လူတယောက်လဲ ်ပါလာခဲ့တယ်ဆိုပြီးတော့ပြန်ဖြည့်ပြောလိုက်ရပါတယ်။ရဲတွေကမာရီယာ၊အေဗန်နဲ့ရော်နီတို့သုံးအောင်စလုံးရဲ့ထရပ်ဆိုချက်တွေကတထထဲကျနေတာကြောင့်ကိုကိုကိုတတ်တည်မှုလို့ပဲထင်သွားကြပါပြီ။တကယ်လို့လူသားမှုဖြစ်နေခဲ့ရင်တော့အဲ့ဒီချိန်မှာအိမ်မှာကြံခဲ့တာကသမီးလေးအန်နီတယောက်ပဲရှိတာကြောင့်ခလေးကစကားပြောနိုင်မှသာတိကျတဲ့ဖြေကိုသိနိုင်လိမ့်မယ်လို့ဆိုပါတယ်။ရော်နီကသူ့ဇနီးနဲ့မာရီယာတို့ကိုမိတ်ဆက်ပေးချိန်မှာရော်နီရဲ့ဇနီးကသူ့ယောက်ျားဟာစီနာရမ်းကောင်းပြီးသူ့အတွင်းမှုအိမ်ဘေးကတခုလမှမလေးနဲ့ ူအိမ်ကအိမ်ပေါ်မှာလေးပါမကျန်အကုန်လုံးကိုဒီလိုပဲလိုက်ပြီးတော့ကူညီတတ်တဲ့အကြောင်းကိုပြောတော့ရော်လီမျက်နှာထားစရာမရှိအောင်ဖြစ်သွားရပါလိမ့်ဒီလိုနဲ့ရဲတွေကလည်းအားလုံးစီကထွက်ဆိုချက်တွေကိုတန်တရားမရှိတော့တာကြောင့်ပြန်လှုပ်ပေးတော့မယ်ချိန်မှာပဲရော်နီကသူ့ပတ်စံအိတ်အကြောင်းကိုထုတ်ပြောလာခဲ့ပါတော့လိမ့်ရော်နီကမန်တော်မာရီယာစီကိုနောက်ရက်တွေထပ်သွားဖို့ကြံတဲ့ပတ်စံအိတ်ကိုစူပါကြားမှာတမင်ဖွဲ့ထားခဲ့တာဖြစ်ပြီးဂျေရိုတေဆုံးတော်မြင်တဲ့အခါမှာပတ်စံအိတ်ကိုပြန်ရှာပြီးမဲ့လုံးဝမတွေ့တော့ဘူးဆိုပြီးတော့ဝန်ခံခဲ့တာပါ ရဲတွေကလည်းဒါဆိုရင်မာရီယာတို့ဘုရားကျောင်းထွက်သွားချိန်မှာအခန်းထဲကိုတယောက်ရောက်လာပြီးဂျေရုကိုတတ်ကပတ်စံအိတ်ကိုယူသွားခဲ့တာပဲလို့ပြောတော့ပတ်စံအိတ်ကိုတိမ့်ထားပြီးတဲ့အဲဘတ်တယောက်မျက်ခုံးလှုပ်နေရပါပြီရဲတွေကလည်းမှုကိုမပိတ်တော့ပဲနေမင်းတွင်းကနာမည်ကြီးဖောက်ထွင်းသမားတွေကိုစစ်ဆေးဖို့ပြင်ဆင်ကြပါတော့လေအဲဘတ်ထွက်ဆိုချက်ကိုတေချာဖတ်ပြီးတဲ့နောက်မှာလူငယ်ချမ်းသာခွင့်လက်မှတ်ကိုတောင်းကြည့်တော့သူဆွဲထုတ်လိုက်မိတာကရော်နီရဲ့ပတ်စံအိတ်ပဲဖြစ်ပါလေရုတ်တရက်ထိတ်လန့်သွားပေမဲ့အိမ်ကြီးပြန်ဆယ်လိုက်ပြီး အိမ်ထဲကိုဟိုဒီဒီရှာဟန်ပြပြီးတော့အိမ်မှာကြံခဲ့ကြောင်းပြောတော့ရဲကညနေကျရင်ယူလာပေးဖို့တော့ပြောလိုက်ပါလိမ့်အဲဒီနောက်အားလုံးပြန်လို့ရပါပြီဒါပေမဲ့အမှုကတော့မပိတ်သေးဘူးတယောက်မှတခြားမျိုးကိုခီးမထွက်ကြနဲ့လို့ဆိုကပြန်ခွင့်ပြုလိုက်တဲ့အချိန်မှာပဲအန်ဒီကသူ့ရဲ့ငှက်ရုပ်လေးကြံခဲ့လို့ပြန်ပြေးဝင်ပြီးလိုက်ရှာတော့ဇပွဲပေါ်မှာမတွေ့ရတော့ပါဘူးအမှန်တော့ရဲမေဖွားကြီးဟာကလေးငှက်ရုပ်ကိုဖွက်ထားတာဖြစ်ပြီးသူမကကလေးကိုကြည်စေတဲ့အနေနဲ့အုံးချင်းကြားကနေမုံဟင်းကား မြေဩဇာဖြစ်စေသားမြေဩဇာရီဆွေးကမြစ်တက်ကြီးပြက်ပြီးဟေ့ဆိုပြီးတော့မန်းမှုတ်ကငှက်လောင်အင်္ဂလိပ်ကိုပြန်ပေးလိုက်ပါလေအဖွားကြီးရဲ့ဂါရာကတကယ်စွမ်းမုံရပါလေအယုတ်ကိုပေးပြီးတဲ့နောက်မှာဒါသမီးကြိုက်ဆုံးယုတ်လေးထင်တယ်အမေဝယ်ပေးထားတာလားလို့မေးလိုက်ရမှာ အန်ဒီကခေါင်းခါပြပြီးတော့စန်တာဝယ်ပေးထားတာလို့ပြောပြီးအဲဘက်ကိုလက်ညှိုးထိုးပြလိုက်ပါတော့လေသမီးလေးစကားပြန်ပြောနိုင်သွားလို့မာရီယာကဝမ်းသာအားရနဲ့ပြေးဖက်လိုက်မိပြီး ခဏနေတော့မှခလေးစကားပြောနိုင်ရင်အမှုမှန်ပေါ်သွားမှာကိုသတိရလိုက်မိပါလေရဲနှကောင်ကကျင်းတဲ့ပြုံးကိုစီနဲ့ခလေးကိုစစ်မေးဖို့ကြံစီလိုက်တဲ့ချိန်မှာပဲအဲဘကသူ့ဘောင်းမီအိတ်ထဲကရော်နီရဲ့ပတ်စံအိတ်ကိုထုတ်ပြီးရဲတွေကိုပြလိုက်ပါတော့လေပြီးတော့သူ့ရဲ့ဘောင်းမီအိတ်ထဲကရိုစီအတွက်ဝယ်ထားတဲ့လက်ထပ်လက်စွပ်ကိုထုတ်ပြီးတော့မာရီယာစီကိုကမ်းပြလိုက်တော့ရဲတွေကအဲဘဟာမာရီယာကိုချစ်နေတာကြောင့်သူမရဲ့ခင်မုန်းကိုတပ်ပြက်လိုက်တာလို့ထင်သွားပါတော့တယ် ဒါမဲ့မာရီယာကလက်စုပ်ကိုဒီတိုင်းမယူဘဲသူမရဲ့လက်မှာဆုတ်ခိုင်းလိုက်တာဖြစ်ပြီးသူမရဲ့ပါအပြင်ဘော်ကိုစီးကျလာတဲ့မျက်ရည်တစ်စက်ကအဲဘတ်အတွက်ချစ်ဖြစ်ပဲဖြစ်ကြောင်းသူတို့နှစ်ဦးအချင်းချင်းနားလေလိုက်ကြပါတော့လေပြီးတော့အဲဘတ်တယောက်ဆက်လက်အစစ်စစ်ခံဖို့ရဲစခန်းတောင်းလေးမှာအေးအေးဆေးဆေးတွားထိုင်ချလိုက်ပါလေခြေသူကိုတတ်ပြီးလို့1900နှစ်ကြာခဲ့ရတဲ့အဲဘတ်ဟာအပြင်မှာ24နှစ်သာနေရပြီးအခုတော့နောက်ထပ်ချစ်မိသူတဦးတော့ထောင်သေးကို ထပ်ဝင်ရအောင်ပါပဲဖြစ်ပါတော့တယ်ခင်ဗျာ။